အားမကြောင်အရှုံးဆိုတာဘာလဲမသိသေးရတဲ့ခင်ကြီး United ကတော့တတော်ရှင်းပြီးဇာတ်ထိတ်တက်မယ်လောက်ကမှစီမင်းနဲ့တွေ့ပြီးတော့နိုင်ပွဲဆက်မှုရက်တန့်သွားခဲ့လို့ပဲပြောမှာဖြစ်ပါရင်ပြီးခဲ့တဲ့ပွဲစဉ်၃ပွဲဆက်တိုင်းနိုင်ပွဲရယူထားပြီးတော့ Emery လက်ထက်မှာပရမအောင်ဆုံး Premier League ၃ပွဲဆက်နိုင်ပွဲရရှိထား United ဟာ Torres ကိုအတော်မတန်အောင်လုပ်ဖို့အတွက် City Ground ကိုလာခဲ့တာတော့အမှန်ကန်ပါပဲဒါပေမဲ့အထုံးစံတိုင်း United ဟာတခုကောင်းလာပြီဆိုရင်တနည်းအားမဟုတ်တနည်းအားဘွေဖောက်တဲ့အကျင့်လေးရှိတဲ့အတိုင်းဒီနေ့ပွဲစဉ်မှာလည်း United နောက်တန်းရဲ့အမြင်ပေါ်ရှင်းထုတ်မှုအားနည်းတဲ့ကြောင့် ဝေဖော်ပြီးတော့အခုလိုတေးတမနဲ့ကျင်းနေခဲ့ရဖြစ်ပါတယ်။တကယ်တော့ United အနေနဲ့ကစားသွားတဲ့ခြေစွမ်းအရာအနိုင်ရဖို့ထိုက်တန်တယ်လို့ပြောမှာပါ။ Northern Fort ကလည်းရှိချင်မှလည်းပြအပြောင်းလဲနေခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိသေးတဲ့အသင်းမှာဒီလိုအသင်းမျိုးကို United အနေနဲ့အနိုင်ကစားနိုင်ရဲ့သားနဲ့နောက်ထပ်အားနည်းချက်တွေအမြင်ပေါ်ကောင်းဝဲမှုအားနည်းချက်တွေတောင်အခုလိုရှုံးမဲကြုံတွေသွားခဲ့ရဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အဆိုးရဲကအကောင်းကတော့အာမန်ကြောင့်တကယ်တော့ရှုံးစွာဘာလဲမသိသေးဘူးလို့ပြောမှာဖြစ်ပါတယ်။အယူနိုက်တက်အနေနဲ့ပွဲမှာထုံးစံတိုင်း3-2ကစားရတဲ့ပွဲထွက်လာရင်တိုက်စစ်မှာရှော့ကိုထောင်ထားခဲ့ပြီးတော့ကိုညာအမ်မိုရဲနဲ့တွဲပေးထားပါရင် နောက်ကွင်းထဲမှာတော့ Bruno Fernandes နဲ့ Casemiro တို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဘက်တွေဖြင့် Darlon နဲ့ Armour ကိုခင်းကျင်းသွားခဲ့တာပါ။ဂုဏ်သမားကတော့ Sandy Lasman ပဲဖြစ်ပြီးတော့နောက်တန်းသောင်းတန်းမှာတော့ Lowshaw, Dillon နဲ့ Euro ကိုခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။တစ်ဘက်က Nathan Forrest ကတော့၄နှစ်၃နှစ်ကစားကောက်မှာ Lewis Anderson, Antonin, Get White, Hardwin တို့အစိုးဖွဲ့နေပဲ United ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။အပွဲစားရင်ဆိုရင်က United ဘက်ကပြားပေးကစားဖို့စူးစမ်းခဲ့တယ်လို့ နော်တန်ဖော်ရက်ကလည်းအင်ရှင်ဘီဘီခတ်မှာနဲ့တုတ်ပြန်နိုင်ခဲ့ပါရီပွဲချင်း၃မိနစ်မှာရင်အမ်မိုရဲ့ဖျက်ချိုးပေးမှုကိုရှက်ကိုကသုံးစက်ဖို့စ조사ခဲ့ပေမဲ့ထိချောင်းမှန်ခဲ့ရကြောင်းဂိုးပေါက်နဲ့လဲချော်သွားခဲ့ပါရီအဲ့နောက်ဖော်ရက်ဘက်ကလည်းပြန်လည်ထိုးပေါက်မှုတစ်ချို့ပြုလုပ်လာနိုင်ခဲ့ပေမဲ့ယူနိုက်တက်နောက်တန်းကလည်းကောင်းဆုံးပုံစံမှာရှိနေခဲ့ပါရီပွဲချင်း၇မိနစ်မှာတော့အေရီယာအပြင်ဘက်ကအန်ဒိုရီရဲ့ဝေကန်ချက်ကတော်တော်လေးကောင်းခဲ့ပေမဲ့ယူနိုက်တက်ကိုယ်တော်မှလက်စမန်ကကောက်ခွဲသွားနိုင်ခဲ့တာပါ ဖရန် United ကိုကစားကွက်တောင်ကောင်းကောင်းတင်ကိုမပေးဘဲမင်းဘလော့လိုဘလော့တွေနဲ့ဒုက္ခပေးထားနိုင်ခဲ့ပါတယ် United ကလည်းခွင့်ရရရသလိုပြန်လည်ဖျားပေးထားနိုင်ခဲ့ပြီးပွဲချိန်15မိနစ်မှာရှက်ကွင်းရဲ့ဝေးကန်ချက်ကတော်လေးကောင်းခဲ့ပေမဲ့ဂိုးဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး Prime Minute 30ဝင်းကျင်လောက်အထိကိုအပြန်လည်တိုင်းစစ်ဆင်မှုတွေမြင်တွေ့ခဲ့ရပြီးတော့ကိုသမားရဲ့လန်ဆွမ်းပြောင်းမှုတွေကြောင့်သာဂိုးမရှိသေးရတဲ့ထွက်ပေါ်ခဲ့တာပါပွဲချိန်29မှာတော့အမေကန်ချက်ကတော်လေးကောင်းခဲ့ပြီး Forest ကိုတော့ကာကွယ်သွားနိုင်ခဲ့တာကြောင့် United တို့ဥဆောင်ကိုမရခဲ့တာဖြစ်ပါတယ်။ပွဲချိန်34မိနစ်မှာတော့ United တို့ဥဆောင်ကိုရရှိခဲ့ပြီးတော့ Bruno Kanting လက်တဲ့တောက်ကန်ဘောကနေ Casemiro ကခေါင်းထိုက်သွင်းသွားခဲ့တာပါ။ ဒီနေ့တော့ဦးဆောင်ကိုရရှိသွားခဲ့ပြီးတော့ပွဲကပုံမြင်လာခဲ့ပြီးနှစ်သင်းစလုံးအခွင့်အရေးကိုစီရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူးဒုတိယအပြန်အစားမှာတော့ထုံးစံတိုင်း United တို့အထာနီးနီ KR ကနေခြေပါကိုပြန်ပြီးလိုက်ရပါတယ်ပွဲရင်းရေးဆန်ရှင်းမှာတော့ Ryan Rady ရဲ့ဖြတ်တင်ပေးမှုကနေ Morgan KY ကခေါင်းထိုင်သွင်းသွားခဲ့တာပါ United အားနည်းလုံးနဲ့အမြင်ဝါကာကွယ်မှုတွေကိုကောင်းကောင်းကြီးအသုံးချသွားခဲ့တာဖြစ်ပါတယ်အခြေပါကိုပြန်ပြီးလိုက်ရပြီးတဲ့နောက် United ကပုံစံကောင်းပြန်လည်ပြသနိုင်ခြင်းမရှိဘဲနဲ့2မိနစ်ကြာမှပဲဦးဆောင်ကိုထပ်ပြီးလိုက်ရပြန်ပါတယ်ဒီကောက်တော့ United နောက်တန်းကရှင်းထုတ်ဖို့မတည်တဲ့အရာကနေ Nicolas Sabona ကသွင်းယူပေးခဲ့တာဖြစ်ပါတယ် ဒုတိယပိုင်းပြန်စားပြီး9မိနစ်အကြာမှာရင်နှံကိုးဆက်တိုက်ပေးလိုက်ရတာကြောင့်ပွဲကတော်တော်လေးကိုအလှည့်ပြောင်းဖြစ်သွားတယ်လို့ United ကစားသမားတွေလည်းလောရကန်ကခတ်သွားခဲ့ပါတယ်။အဲနောက် United ဘက်ကဒေါန်ရှော့ဆိုလိုတိုက်စစ်ဆင်နားနိုင်ခဲ့ပေမယ့်ရှောင်းတိုင်းရဲ့မှောင်မိုက်တဲ့ကန်ဆင်အားတန်ကစားခွက်တွေအောက်မှာခြေပါကိုပြင်အောင်ကိုချမ်းချာနေခဲ့ပါတယ်။ဒီကြားထဲမှာပဲလီဘက်ကလည်းတမန်တိုင်းစစ်တွေကလည်း United ကိုကောင်းကောင်းချီးတုခပေးထားနိုင်ခဲ့တယ်လို့အမြင်ပေါ်တွေကိုအားပြုပြီးတော့ဖိအားပေးမှုတွေလည်းဒေါန်ရှော့ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ပွဲကြီးမင်းနေချောင်းစင်မှာဆိုရင်ဘရူနေကန်ချက်တိုင်းထိထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့တယ်လို့9မိနစ်ကြာမှာ Forever ကခေါင်းတိုင်းချက်လွဲချော်သွားခဲ့တာလေ United အတွက်တတ်တာရခဲ့ပါတယ်။ ပွဲချိန်87မိနစ်မှာတော့ United တို့ခြေပါကိုပြန်လည်ရရှိခဲ့ပြီးတော့ Northern Foreign Out Dan ကရှင်းထုတ်လိုက်တဲ့ဘောလုံးကို Area Tech ကနေအမတ်ကဘောလီကန်ချက်နဲ့အပပင်းထန်သွားကန်သွင်းပြုပေးခဲ့တာဖြစ်ပါရင်လက်ချံပွဲချိန်ဒီမှာတော့ United ကတောက်ရှော့ဖိအားပေးထားနိုင်ခဲ့တဲ့ဆိုပေမဲ့ Foreign Out Dan ရဲ့ကုသမရဲ့လက်စွမ်းပြမှုတွေကြောင့်တူးတူးနဲ့ယူမှုဖြစ်ပြီးတော့နိုင်ဝဲဆက်မှုရပ်တန့်သွားခဲ့တာပါ